ော့အဲ့ဒီ application လေးကိုတော့ကျွန်တော်တို့ဒီ Google Play Store ထဲမှာ download ရပါတယ်။ My Earthquake Alert ဆိုပြီးရရှာလိုက်ပါ။အဲဒီလိုမျိုးပုံလေးကိုပုံလေးပါတဲ့ software လေးကို download ပေးရမှာပေါ့နော်။အဲ download ပြီဆိုတော့ကျွန်တော်တို့ open ကိုတစ်ချက်နှိပ်ပေးပါ။အဲ့လိုနှိပ်တဲ့အခါကျရင်ကျွန်တော်တို့ပထမဆုံးအသုံးပြုတဲ့လူတွေအနေနဲ့ကတော့ဒီ permission တွေတောင်းမှာဖြစ်ပါတယ်။အဲ့ဒီ permission တွေအကုန်လုံးကို allow နှိပ်ပေးဖို့လိုပါတယ်။အဲ့ဒါမှသာဒီ application လေးကိုကောင်းမွန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲ open နှိပ်လိုက်မှာပေါ့နော်။ကျွန်တော်တို့ allow အကုန်နှိပ်ပြီးသားဆိုတော့ဒီ application လေးတော့တန်ရောက်သွားတယ်။အဲ့မှာ ျွန်တော်ပထမဆုံးဒီမြင်တွေ့နေရပုံထဲမှာမြင်တွေ့နေရတဲ့ဟာကတော့ဒီလက်တလောပေါ့နော်တိတ်မကြသေးခင်ကလှုပ်ကပ်သွားတယ်မြင်ကလေးလှုပ်ကပ်သွားတဲ့နေရာလေးတော့သူကဒီ point လေးတွေနဲ့ပြထားတာပေါ့နော်အောက်မှာတော့ဒါဇာနဲ့အသေးစိတ်ကိုဖော်ပြထားတယ်ဘယ်နာဘယ်နာမိနစ်လောက်ကလှုပ်ကပ်သွားတယ်အင်အားဘယ်လောက်နဲ့ဒါမျိုးတွေသူဖော်ပြထားတယ်ပေါ့နော်အဲ့မှာအရေးကြီးတာတစ်ခုကဒီညာဘက်တောက်နာက GPS icon လေးကိုကျွန်တော်တို့လက်လေးနဲ့တစ်ချက်နှိပ်ပေးပါအဲ့ဒါလေးကိုဖိလိုက်မှဒီကိုယ့်ရဲ့ location ပေါ်ကိုသူက point ရောက်သွားမှာဖြစ်ပါတယ်အဲ့ဒါမှကိုယ်နဲ့နီလာဝေးလာဒါမျိုးလေးသူက တိုင်းတာပြီးမှာတိုင်းတာပြီးမှာပုံစံလေးပေါ့နော်အဲကျွန်တော်တို့အလန်းထားရမယ်အလက်ထားရမယ်မကူအိတ်နေတော့လောက်ခဲ့သည်ရှိတော့ခုအနီးနားမှာလောက်ခဲ့သည်ရှိတော့အဲအလက်လောက်ဖို့အတွက်ကကျွန်တော်ကျွန်တော်ဒီအဆက်လေး30ကိုနှိပ်ပြီးပါနှိပ်ပြီးပြီးတော့ဒီ setting ဆိုတဲ့ထဲကိုဝင်ပါဝင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ location ပေါ့နော်ဒီ location အောက်ကဒါလေးကိုတစ်ချက်နှိပ်ပါ current location ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးပါနှိပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီအောက်မှာ notification ဆိုတာလေးရှိတယ်ဒါလေးကအရေးကြီးပါတယ် အဲ notification notification type ဆိုတဲ့နေရာမှာကျွန်တော်တို့မျိုးမျိုးရှိပါတော့နော်အဲဒီဟာကြတော့ကျွန်တော်တို့နေရာပိုင်းကြတော့ကိုယ့်ရဲ့အနီးနားပေါ့ကိုယ့်ရဲ့အနီးနားမှာလှုပ်ကပ်သွားခဲ့သည်ရှိတော့ကိုယ်အတိပေးပါပေါ့အလန်းပေးပါပေါ့ဒီ width အဲ့နေရာပိုင်းမှာတော့ဒါသူဘလောက် မီတာတက်မှတ်ထားတယ်တော့ကျွန်တော်လည်းသိချာမသိပါဘူးအဲ့တော့အဲ့ဒါကိုတိတိကျကျထားခြင်းလဲဆိုလို့ရှင်တော့ဒီကိုယ့်ရဲ့အနီးနားကိုနော် within distance ဆိုတဲ့ဟာလေးနှိပ်လိုက်ပါနှိပ်ပြီးဆိုလို့ရှင်ဒီအောက်မှာ distance ဆိုတာလေးပေါ်လာပါလိမ့်မယ်အဲ့ဒီ distance ဆိုတာလေးတစ်ချက်နှိပ်လိုက်ပြီးဆိုလို့ရှင်ကိုကိုနဲ့အနီးနားမိုင်ဘလောက်ဝန်းကျင်မှာလှုပ်ခတ်ခဲ့သည်ရှိတော့ကိုအတိပေးစေခြင်းနဲ့အလံပေးစေခြင်းနဲ့ဒါမျိုးထားပြလို့ရပါတယ်အဲတမန်တဆက်တမိုင်ဝန်းကျင်မှာလှုပ်ခဲ့ရင်အတိပေးစေခြင်းလား155မိုင်အတွင်းမှာလှုပ်ခဲ့ရင်အတိပေးစေခြင်းလားဒါမျိုးလေးပေါ့နော်အဲ့ဒါမျိုးကိုကြိုက်တယ်လို့တက်မှတ်ပြီးထားပြလို့ရပါတယ် အဲပြီးတော့ minimum magnitude ပေါ့နော် minimum magnitude ကကြတော့ကျွန်တော်တို့ပြင်အားဘလောက်နဲ့လှုပ်ခတ်ခဲ့ရင်အတိပေးစေချင်တာလေခုမှ3.0ထားခဲ့ထားထားတဲ့ဆိုလို့ရှိရင်တော့2.5 2.0လောက်နဲ့ကိုယ်နီးနားမှာလှုပ်သွားရင်တော့ကတော့ကိုယ်အလန်းလန်းပေးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါပြင်အားဘလောက်ဖြစ်ခဲ့ရင်ကိုယ်အလန်းပေးစေချင်လဲအလက်ပေးစေချင်လဲဆိုတာတော့ကိုယ့်အကူစိတ်ကြိုက်ထားထားလို့ရတယ်ပေါ့နော်ပြီးတော့ notification setting ဒါလေးလည်းအရေးကြီးတယ် notification setting ထဲမှာအကုန်လုံး on နိုင်အောင်ကိုကောင်းတယ်ပေါ့နော် ဖုန်းထား on ပြီးရင်နောက်ထပ်အရေးကြီးတာဒီ sound ဆိုတဲ့နေရာလေးပေါ့နော်အဲ sound ဆိုတဲ့နေရာလေးမှာကျွန်တော်တို့အကယ်၍မှာကိုကအိပ်ပျော်နေခဲ့တယ်ရှိတော့ဒီ sound ဆိုတဲ့ဟာလေးကိုမထားဘူးဆိုလို့ရှိရင်ကိုအဲ notification တော့လှမ်းဖို့မှာဒါပေမဲ့ဖုန်းကဘာမှမမြင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီ sound ဆိုတဲ့နေရာလေးမှာကိုရဲ့ဒီ ringtone လေးတွေပေါ့နော်အဲ့ ringtone လေးတွေတဲကကိုကြားလောက်မဲ့ ringtone လေးတွေပေါ့နော်အဲ့လိုနည်းနည်းလေးတန်းကြည့်ရအောင်ဖြစ်မဲ့ ringtone လေးတွေကိုစိတ်ကြိုက် ringtone လေးတစ်ခုတော့ ကိုအိပ်ပျော်နေတော့နိုးလာမယ် random တွေတခုပေါ့နော်ကိုပတိထားမိလို့မယ် random တွေတခုအဲ့ဒါမျိုးလေးကိုထားထားဖို့လိုပါလိမ့်မယ်အဲ့လိုမျိုးလေးထားပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ application လေးက internet တော့ဖွင့်ပြထားဖို့လိုပါလိမ့်မယ် offline သုံးလို့ရတဲ့အားလေးမဟုတ်လို့ပါအဲ့တော့တကယ်ကယ်ပေးမြားကိုထားထားတဲ့ setting ပေါ့နော်ကိုထားတဲ့ setting အတိုင်းကိုအနီးနားမှာလုပ်ခဲ့ခဲ့သည်ရှိတော့သူကကိုဒီ message လေးတန်းဖို့တို့ ဖုန်းကလည်းဟိုထားထားတဲ့ sona ringtone အလန်းလေးနေတာပါလိမ့်မယ်အဲ့ဒါမျိုးလေးအလုပ်လုပ်မှာပါဒီနောက်ထပ်ပြောချင်တာတကွဒီ application လေးကငလျင်လှုပ်မှာကိုကြိုပြီးတော့အတည်ပြီးတဲ့ software မျိုးပေါ့ငလျင်လှုပ်မှာဒါဘယ်နေရာမှာလှုပ်တယ်ဟေ့ဆိုပြီးတော့ခုကိုလှမ်းပြီးတော့အတည်ပြီးတဲ့ပုံစံမျိုးပြင်ထားတဲ့ software လေးဖြစ်ပါတယ်ဒါတော့သူ့ရဲ့အသုံးပြုပုံလေးပါကျိုးရှိမှထင်လို့ကျွန်တော်ပြန်ပြီးတော့မိတ်ဆွေတို့မျှဝေပေးရခြင်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဘေးကင်းကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ